ကဲလာပြီ Ryan Garcia နဲ့ Rolando Romero တတိထားမိလားဗျအခု Ivan က3ပွင့်ဆိုင်4ပွင့်ဆိုင်ဇလန်းတွေနဲ့နည်းနည်းလေးရှုံနေတယ်တပင်းအနေနဲ့ Ryan Garcia တို့ကညှိထားတာတွေရှိတယ်အားလုံးသိတယ်အခု event တစ်ခုထဲမှာတူတူပြန်ထိုးရပြီတပင်းအနေနဲ့ထိုးမယ် Jose Ramirez က Arno Barboza ကိုရှုံးထားတယ်သူတို့နှစ်ယောက်ကြားမှာလည်းဇလန်းလေးတွေရှိတယ်ဆိုတော့ပတ်လည်ထိုးမှုတဲ့သူတွေပဲ event တစ်ခုထဲမှာပြန်တွေ့နေကြရတယ် တိုက်ဆိုင်တာပဲလားပွဲစစ်တင်သူကတက်တက်လောက်တာလားတော့မသိဘူး press conference တရင်စာရှင်းလင်းပွဲမှာထာညီကြလိတ်အောင်မယ်လို့တော့ထင်တယ် Ryan Garcia ကိစ္စက share video မှာပြောပြီးပြီပြီးတော့သူ့ကိုလူလဲတိကြတော့တိတ်မပြောတော့ဘူး Romero ကိုကျွန်တော်က2020ခုနှစ်တုန်းက Jason Marines နဲ့ပွဲမှာစသတိထားမိတယ် Javante David နဲ့ပွဲမှာတော့တိတ်တိတ်ချာချာကိုသိသွားတယ်မှတ်မိသွားတယ်ဒီဘက်ကဘောက်ဆာသာပြောတယ် boxing style မဟုတ်ဘူးဗျခြေထောက်အရန်ကျဲတယ်ခြေကျဲတာမှားလားဆိုရင်ပါတော့မမှားဘူး နောက်ခြေချပြီးကျဲနေတာကမှားတာပေါင်စင်မှာရူထူးရှိတယ်အဲ့ဒါကခြေဖနောက်လုံးဝချလို့မရဘူး body weight တစ်ခုလုံးကရှေ့ခြေနဲ့နောက်ခြေပေါ်မှာပဲကြွကြွလေးရှိနေရတယ်ရိုမေရိုကရှေ့ခြေလည်းချထားသလိုနောက်ခြေဘဝလည်းချထားတယ်အဲ့တော့ movement ဘိုင်းနေမှာထင်သလောက်မရွှေ့နိုင်တော့ဘူးပြီးတော့မျက်နာပွင့်တက်တယ်ညာလက်ကမကြပေမဲ့ဘယ်ရှူတာကြီးရအပွင့်ကြီးပါ Isabelle Cruz နဲ့ပွဲကိုပြန်ကြည့်ပါအရန်သိတာတယ် stand ကအပြေးဝမမှန်တော့ step တွေပါလိုက်ပြီးတော့မှားတယ် bouncing forward ကိုမရှိတာ အဲ့တော့ body movement နေမှာပါသွားပြီးတော့ထိခိုက်တယ်ကောင်းတဲ့အချက်ကိုပြောပါဆိုရင်တော့ jump talk ဟုဆွဲတာတော်တော်လေးကောင်းတယ်အဲ့တွဲလုံးက power တော်တော်ကိုပါတယ် power အကူပြီးဆော့တဲ့သဘောမျိုးဗျာပြောရရင်တွဲလုံးတော့မတွဲနိုင်ရှာဘူး power အကူဆော့တယ်နောက်တစ်ချက်ကသူ့ဒေါသထွက်အောင်စွ့ရင်အသေးလိုက်တက်တယ်ဒေါသကိုမထိန်နိုင်ဘူး teofimo lopez နဲ့နည်းနည်းလေးတော့စင်တယ်မာဟုံအတိုင်းနာတစ်ခုတည်းရှိတယ်သူ့လဲကိုယ်လဲထိုးကျင်တဲ့စိတ်တက်လည်းရှိတယ်မညာတတ်ဘူးပေါ့ပွဲကိုအဲ့တော့ပွဲကိုတုံးတိုင်းရရင် ryan garcia ကပွဲပဲ ဒဏ်ရိုက်ခံထားရတာကြောင့်စိတ်သက်အနည်းငယ်လေးတော့လင်းနေလိမ့်မယ်။အဲ့ဒါကပွဲကိုဒဏ်ရိုက်မတက်ရောက်ပါစေနဲ့လို့မျှော်လင့်တယ်။တေချာတာကရှင်းနှစ်ပွဲထက်သူတို့ပွဲကပုံမြိုင်ပါလိမ့်မယ်။လက်ဖို့ဆရာကြီးနဲ့ညာလက်သိဆရာကြီးတွေတွေ့ကြတာဆိုတော့ကြည်လို့ကောင်းပါပါ။ပေါင်းစင်မဆော်ဘူးတဲ့လူဆိုရင်ပို့ပြီးတော့ကြိုက်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်အတကုံဖြုတ်ကြမှာမို့လို့ပါ။တယောက်ယောက်ကျင်းသေးပေါက်လဲပါလိမ့်မယ်။ပေါက်ချင်းမှာ Ryan Garcia ကို 1.092, Ronaldo, Romero ကို7.90ပေးထားပါဗါတယ်။ ကိုတွင်းနဲ့ကိုဆုံးဖြတ်ပါဟုတ်ကဲ့ကျွန်တော်ညောတာပါ channel msn ရပါအဲ့ဒီပွဲနဲ့ one championship finite 31နဲ့ကိုဘယ်ပွဲကိုကျွန်တော် telegram မှာလွှင့်ရမလဲဆိုတာကျွန်တော်မဲခွဲပြီးတော့ဆုံးဖြတ်ပါမယ်လူရွေးချယ်မှုများတဲ့ပွဲစဉ်အဖွဲ့အစည်းကိုကျွန်တော်လွှင့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ညောတာပါ channel msn ရပါတဒါ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ